လီဗာပူးရဲ့ပြုပြင်ပြောင်းလဲလိုက်တဲ့တချို့စကွက်ကြီးကတကယ်ဟိုပဲအတိတ်ပဲမဲ့သွားခဲ့ရလား အားလုံးပဲမင်္ဂလာပါနဲ့ပြည့်စုံကြပါစေ။ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးကတော့ကျွန်တော် Liverpool ကြောင့်နည်းနည်းလေးဆွေးနွေးမှာပေါ့နော်။အာဘော30ချက်လေးပါဗျာ။အဲဆိုတော့အခုလက်ရှိနောက်ဆုံးရတဲ့သတင်းတွေအရဆိုလို့ရှင်တော့ Liverpool တင်းကလာမယ့် January ပြောင်းရွှေ့ကြလို့ရှင်တဲ့အကြီးစားပြုဝင်ပြောင်းလဲမှုလေးလုပ်မယ်ဆိုပြီးတော့တွေးရတာလေးတော့ရှိတယ်။အကြောင်းမလို့ဘယ်လိုမျိုးလုပ်မှာလဲဘာညာဆိုတာနည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။အကြောင်းမလို့ကျွန်တော်ဒီမှာလာပြီးတော့ဒါလေးကိုဆွေးနွေးပြရတယ်ဖြစ်တယ်ပေါ့နော်။ဆော့ဆပြောရမယ်ဆိုလို့ရှင်တော့ Liverpool တင်းကနေဒီရာစီထွက်သွားခဲ့တဲ့ကစားသမားတွေတော်တော်များများက အသင်းမှာပြီးခဲ့တဲ့ရာသီတော့မထင်မှတ်ဘဲနဲ့တော်တော်လေးအကျိုးပြုခဲ့တဲ့ကစားသမားတွေများနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီပြဿနာကြီးပဲစပြီးပြောဆိုတော့လီဗာပူးတင်ရချို့ချို့တော့ကစားသမားတွေထွက်ခွာဝင်ပေးလိုက်တယ်သူတို့ရဲ့တွက်တွက်ချက်ကတော့မှန်တာပေါ့ဗျာတွက်ချက်မှန်ပြီးတော့ဖန်ချက်နဲ့နှမ်းထွက်မကြိုက်ဘူးသွားဘူးလို့ပဲပြောရမှာပေါ့ဆိုတော့သူတို့ထွက်ခွာဝင်ပေးလိုက်တဲ့အထက်မှာဆိုလို့ရှိရင်တော့သူတို့နောက်တန်းမှာဘာပဲပြောအတိုင်းတာတစ်ခုထိသုံးလို့ရတယ် အဗာဂျေဗန်ဒိုက်နဲ့တွတ်တွဲပြီးတော့တုံးနေကြကွန်ဆာကိုထောက်ခွာဝင်ပေးလိုက်တယ်ပေါ့နော်ဆိုအဲ့ဒီတင်းရလဲကျွန်တော်နေ့လေး short ဖြစ်သွားတဲ့အထက်မှာပါတယ်ပေါ့နော်ဘာလို့ကွန်ဆာကိုထောက်ခွာဝင်ပေးတာလဲပေါ့နော်ဘာလို့လဲဆိုတော့ ေဗာဝူးတဲ့အနောက်တန်းမှာဒေါင်းဒေါင်းမြေကစားသမားရယ်လို့ဒီစီဘီနေရာမှာတိတ်မရှိဘူးဗျာ။ဗာဂျီဗန်ဒိုက်နဲ့ကွန်နာဒေးကပြီးခဲ့တဲ့ယာတီတုန်းကသူ့အနေနဲ့သူအစင်ပြေပြေလေးနဲ့တွဲပြီးတော့ဆော့လို့ရခဲ့တယ်ဆိုပေမဲ့ဒါကတရားဒီကောင်းလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လीဘလို့မှခံမမရတဲ့အခြေအနေပြီးတော့ကွန်နာဒေးဆိုတာကျွန်တော်အစားတော်နဲ့အရန်ကြီး impressive ဖြစ်တဲ့ကစားသမားမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူကအမြဲတမ်းခြေစွမ်းကညင်နေတာမဟုတ်ဘူး။တနေ့ရွှေတနေ့ကိုကန်နေတဲ့ကစားသမားပေါ့နော်။အเจ้าမလို့ ဘာလို့ကွန်ဆာကိုထွက်ခွာဝင်ပေးတာလဲပေါ့နော်ပြီးတော့နောက်ထပ်တစ်ယောက်ကဂျိုကိုမက်စ်လို့ပေါ့ရှိရဆိုမှာဂျိုကိုမက်စ်ကရောက်တာလဲကြားလာပြီဒါပေမဲ့ဂျိုကိုမက်စ်ရဲ့ခြေတန်းခြေစွမ်းကသူကတိုးတက်လာတာမရှိဘဲနဲ့တန်းတစ်ခုမှအဲ့လိုတန်းနေတဲ့ပုံစံမျိုးကြီးမှကျွန်တော်မြင်တယ်ပေါ့နော်တိုးတက်လာတာလည်းမဟုတ်ဘူးကျသွားတာလည်းမဟုတ်ဘူးဒဏ်ရာရလိုက်အထူထောင်ရေးလေလောက်လိုက်ပြန်ကန်လိုက်ဒီချွတ်တန်းပြန်ဖြစ်လိုက်ပြင်ပြန်ကြသွားလိုက်အဲ့လိုပုံစံမျိုးဖြစ်နေတဲ့ကစားသမားပေါ့နော်ဆိုတော့ဂျိုကိုမက်စ်ကလည်းယုံကြည်လို့မရဘူးကိုနာတီးကလည်းအရင်ကြီးယုံကြည်လို့ရတဲ့ခံစမှုတရားမဟုတ်ဘူးခံစမှုမှာဂိုးသမားနေရပါဘူး ဝန်သမားတွေအောင်ကြည့်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့အလီဆန်ဘတ်ကားရဲ့နောက်မှာအကောင်းဆုံးဆွမ်းဆောင်ပြထားနိုင်တာကယ်လန်ကာပဲဗျာဆိုတော့ကယ်လန်ကာလို့ဂိုးသမားမျိုးကိုကျွန်တော်ထုတ်မယ်လို့မထင်တာဘာဖြစ်ဖြစ်ဗျာလီကပ်ပွဲစဉ်တွေချိုးချိုးတော့ပွဲစဉ်တွေမှာအလီဆန်ဘတ်ကားရဲ့လက်စွမ်းလောက်မရှိဘူးဆိုရင်တော့မှသူ့ရဲ့လက်စွမ်းရဲ့တဝက်ကျော်လောက်အထိကိုဒီဘဲလေးကထိန်းနှံနိုင်တဲ့ကစားသမားပေါ့နော်အဲ့ဒါကြီးကိုထုတ်ပြီးတော့ breath ကိုရောင်းလိုက်တယ်ဆိုတော့အဲ့လိုအနေထားမျိုးတွေကလည်းနည်းလေးနောက်တန်းမှလည်းလိုအပ်ချက်တော်လေးကြီးသွားတယ်လို့ပြောလို့ရတာပေါ့နော်နောက်ထပ်တစ်ချက် ဘာလဲဆိုလို့တိုက်စစ်ကတကယ့်ကစားသမားတွေအကုန်လုံးထုတ်ပြီးတော့ခါလိုက်တဲ့ယုံခါလိုက်တဲ့ပုံစံမျိုးပေါ့နော်။ဘယ်အစားလဲဆိုလို့ကျွန်တော် LSDS ကစားတယ်။ LSDS ကအခုလက်ရှိဘန်မြူးနယ်တင်မှာဘလောက်ကျန်းနေလဲဆိုတော့အကုန်လုံးသိကြတဲ့အတိုင်းပဲ16တိသွင်းလာတာပေါ့နော်။တော်တော်လေးဂိုးဝင်ပောင်ပတ်သက်မှုတွေရော twin goal တွေရောတော်တော်လေးကျန်းနေပြီးတော့နောက်ဆုံးကျွန်တော်ဟိုနေတော့ Bundesliga ရဲ့ဒီ TikTok ကနေပြီးတော့တင်လာတာကိုကျွန်တော်တွေ့လိုက်သေးတယ်။အတုံးကဆိုလို့ရှိရင်လည်းဒီ penalty ဒီဒီဘယ်လိုပြောမလဲ။ ဂိုးစီးကြော်သွားပြီးတော့မဘောလုံးထားခဲ့ပြီးတော့ပြန်ထယူပြီးတော့ကံပြီးတွင်းသွားတဲ့အလုံးနေပါဆိုရင်ဒါ Louis Diaz ရဲ့ trade man ပဲဗျာရုံးအားဒိုးအားပါညာရှယ်ကောင်းတာပေါ့နော်ဆိုအဲ့လိုနေထားမျိုးနဲ့ထုတ်ရောင်းလိုက်တယ်အဒါတို့ကျွန်တော်မှားတယ်တော့မပြောချင်ဘူးဘာလို့အဲ့လိုပြောလဲဆိုလို့ရှင်တော့အဓိက Louis Diaz ရဲ့အသက်အရွယ်နဲ့သူ့ကိုလာပေးတဲ့ ငွေကြေးအမောင်းပမာဏကနားနေရကြတော့လီဗာပူးတင်နဲ့ထုံချောင်းမှရမယ်အနေအထားမျိုးကလည်းဖြစ်နေတာဟုတ်။ဘာလို့လဲဆိုတော့ဝင်ငွေထုံငွေမျှဖို့ကလည်းလိုတယ်။နောက်ထပ်တစ်ခုကကြတော့ LUSDS ကအသက်အရွယ်တစ်ခုလည်းရောက်လာပြီတဲ့ကြောင့်ဒီဈေးနဲ့ဒီလောက်မှရတော့မှထုံမရောလို့ရှိရင်ဝယ်မဲ့အသေးမရှိတော့လို့ရှိရင်သူတို့ပဲတိုင်ပတ်မှာဆိုတော့ရတဲ့ဈေးနဲ့ရေကောင်းရအောင်လေထုံချောင်းလိုက်မယ်ဆိုပြီးတော့ရောင်းလိုက်တော့ဖြစ်လိမ့်မယ်။ဒါပေမဲ့အဲ့ဒါလည်းတော်တော်လေးတော့မှားသွားတယ်ပေါ့နော်။အခုလက်ရှိတိုက်စစ်မှာ LUSDS ရဲ့နေရာအစားထိုးကိုမပြောနဲ့ အာဒီခြေရပြောင်းအမီဘူတော်မှာတော်တော်လေးအဆင်မပြေသေးတဲ့အဆင်သင့်မဖြစ်သေးတဲ့အနေအထားမျိုးတွေကိုတွေ့ရတာပေါ့နော်ပြီးတော့ကျွန်တော်တို့နောက်ထပ်တစ်ယောက်ကဘယ်လိုလဲဆိုတော့ဒါဝင်နူနက်ကျွန်တော်ပြောတယ်ဒါဝင်နူနက်ကကျွန်တော်အရန်ကြိုက်တဲ့ကစားသမားတော့မဟုတ်ဘူးဒါပေမဲ့သူပါလာလို့ရှိရင်တကူလုံးပြမယ်ဆိုတဲ့ခံစားချက်ကခံစားရတယ်ဗျာအဲ့လီဗာပူးဖန်နေဆိုလို့ရှိရင်သိလိမ့်မယ်ဘာလို့လဲဆိုတော့သူကတောင်မန်နေတောက်လျှောက်ဆွဲပြေးမယ် ဒီအလဲကိုကတ်တင်ဆိုင်တွေလုံးမယ်အဲ့လိုမှမဟုတ်ဆိုတော့တခါလေးပြေးဝင်လာပြီးတော့တန်းကန်မယ်ဆိုတော့ဟိုဂိုးချင်မှတော့ဂိုးမယ်ဗျာဒါပေမဲ့သူ့ရဲ့တိုးဝါးရုံးရတဲ့အကြောင်းနေရာလွတ် space တွေပေါ်ပြီးတော့ကျန်တဲ့ကစားသမားတွေကဂိုးသွင်းလို့ရတဲ့အနေအထားမျိုးတွေအများကြီးရှိတယ်အဲ့လိုကစားသမားတယောက်ကိုလည်း ဒါဝင်နူးနက်စ်ကအရန်ကြီးအဲဟီလေကိုသွားကျင်တယ်လည်းမဟုတ်ဘူးအကုန်လုံးတီးကြတဲ့အတိုင်းပဲပဲသူ့ရဲ့ဒီမျက်နှာဆိုလို့ရှိရင်ဒီ presentation လုပ်တဲ့အချိန်မှာတော့မှအရန်ကြီးရွှင်ရွှင်ပြပြရှိတဲ့ကစားသမားမဟုတ်ဘူးဒါပေမဲ့သူ့ကိုလည်းဈေးကောင်းရတယ်ဆိုပြီးတော့နားချပြီးတော့ထုတ်ရောင်းလိုက်တယ်ဆိုတော့အဲ့မှာလည်းနေလေးမှားတယ်လို့ပဲပြောရမှာပေါ့နော်နောက်ထပ်အမှားတစ်ချက်ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ Trent Alexander Arnold ကိုဆုံးရှုံးလိုက်တဲ့အချက်ပေါ့နော် Trent Alexander Arnold က Liverpool တက်မှာဘလောက်အရေးပါတဲ့ကစားသမားလဲဆိုတော့ကျွန်တော် Liverpool ပွဲတွေကိုတော်တော်ကြည့်တဲ့အချိန်တိုင်းမှာကျွန်တော်တွေ့တယ် အဓိကကတော့အဲ track ရဲ့ long pass တွေပေါ့နော် long pass တွေကသူက diagonal ရောဒီတော့ drive တွေရောတောက်လျှောက်ပေးတာနောက်ကနေဆိုတော့တလူတစ်ချက်ချက်ပေးလိုက်ပြီဆိုလို့ရှိရင်စာလာလွတ်ထွက်ရင်တော့မထွက်ဘူးဆိုလို့ရှိရင် Louis Diaz တို့အရှိမရှိတဲ့ number 4 line မှာကစားတဲ့ကစားသမားတို့အကုန်လုံးကလှည့်ပြီးတော့တွင်းလို့ရတာဆိုတော့အရန်အေးပါတယ်ဆိုတော့ခေါ်လိုက်ပြန်လိုက်ခေါ်လိုက်တဲ့ကစားသမားကလည်းသူလည်း direct အစားထိုးလို့ရတဲ့ကစားသမားတွေကဟုတ်မနေပြန်ဘူးပေါ့နော် အကုန်သိရတိုင်းပဲ Jeremy Frimpong ခေါ်တယ်။ Jeremy Frimpong ကသူနဲ့လုံးဝ totally different ကစားသမားပုံစံမျိုးဒီ trend ကြတော့ခံစစ်အရန်အားမကောင်းဘူး။အဲပြီးတော့ဒီခံစစ်လိုက်ပိတ်တာတွေပဲလည်းမကောင်းဘူး။သူကကြောအဓိက passing နဲ့အားကိုးမယ်။ attacking ပို့လိုက်တဲ့ကစားသမားပေါ့နော်။ Frimpong ကြတော့နည်းနည်းလေးမျှကြည့်ပူကောင်းတယ်။သူကတော့ team box နဲ့ပူပြီးတော့သွားတယ်။စီမျောပြီးတော့လိုက်ပါကစားနိုင်တယ်။သူကတော့ attacking ရော defensive defense ကတော်တော်လေးကောင်းတဲ့အဲထဲမှာပါတယ်ဆိုပေမဲ့သူကလုံးဝ passing နဲ့တိတ်မရတဲ့ကစားသမားပေါ့နော်။ကြောက်မလို့ profile မတူတဲ့ ကစားသမားနှစ်ယောက်ခေါ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အတင်းမှာအန်ဝင်ဖို့တော်တော်လေးတိုင်ပတ်သွားပြီးတော့အခုဆိုတော့အကုန်လုံးသိကြတဲ့အတိုင်းပဲ frame ပေါ်ရနေရမှာဘဒူဘဒူအသုံးလုံးသုံးရမှာမသိတဲ့အနေထားအနေအခုနောက်ပိုင်းမှာ Bradley ရောမှာ Agogi နဲ့တုံးနေရတဲ့အနေထားမျိုးတွေကိုရောက်လာတာပေါ့နော်အဲ့လိုနေရာမျိုးဖြစ်တဲ့အတွက်ကြောင့်အဲ့နေရာမှာလည်းတော်တော်လေးလိုအပ်ချက်ကြီးသွားတယ်လို့ပြောလို့ရတယ်ပြီးတော့ Diego Jota မရှိတော့တဲ့အပိုင်းပေါ့နော် Diego Jota မရှိတော့တာကလည်းတော်တော်လေးတော့ အဲအတင်းမှာထိခိုက်မှုကြီးရလို့ပဲပြောရမှာ။ဘာပြောဂျိုတာကဂိုးလက်တော့တော်တော်ရှိတယ်ဗျာ။သူကဂိုးပေါက်မှာရက်နေရောတခုခုလုံးပြမယ်ဆိုရခံစားချက်ကခံစားရတယ်။ဒါကတော့လီဗာပူးဖန်တွေအတီဗီဆုံးဖြစ်နေမယ်။ twin goal ပဲ twin မလား assist ပဲလုံးမလားတခုခုလုံးပြမယ်ဆိုပြီးတော့ခံစားချက်ကအဲဂျိုတာရှိလို့ရှိရင်ရအောင်ရတာဗောနော်ဂျိုတာမရှိတော့ခြင်းအလေအတင်းမှာအများကြီးထိခိုက်မှုဖြစ်သွားရလို့ပြောလို့ရတယ်။ပြန်ခေါ်ရတဲ့ကစားသမားတွေကဆိုလို့ရှိရင်ဘလို့မှကစားသမားတွေအတင်းနဲ့အံဝင်တာဗောနော်။အခုချိန်ကြီးကိုလောက်လောက်လာလာ အံဝင်တော့မဟုတ်ဘောနော်ဒါတော့လာမဟုတ်ပဲနဲ့နည်းလေးအံဝင်တယ်လို့ပြောလို့ရတာအဂီတဂီတယောက်ပဲရှိသေးတယ်။ကျန်တဲ့ကစားသမားတွေတယောက်မှအဆင်မပြေဘူး။အဓိက ပိုဆိုးတာဈေးအကြီးဆုံးပေးထားရတဲ့ British ရဲ့စံချိန်တင်ကြီးပေးထားတဲ့ကစားသမားနှစ်ယောက်စလုံးကဘလို့မှအတင်းနဲ့အံဝင်တာပေါ့နော်။ Florian Verse လည်းဘာမှမလုပ်ပြနိုင်သလိုအပိုဆိုးတာအလန်ဆန်းအီဆက်ဆိုလို့ရှိရင်လည်းတခြားလိကလာရလည်းမဟုတ်ဘူးဗျာ။ဒီလိုမျိုးကိုယ့်ရဲ့ Premier League အတင်းချင်းချင်းမှာ Newcastle အတင်းရဲ့အကောင်းဆုံးတိုက်စစ်မှုဖြစ် ပြောင်းလာတဲ့ကစားသမားလီဗာပူးမှာဘာမှမလုပ်ပြနိုင်အောင်ဆိုတာတော့တော်တော်လေးတော့ဆိုးတယ်အခုဒီလိုမျိုးဖြစ်လာတဲ့နောက်ဆက်တော့မှာကစားသမားတွေကိုယ်တိုင်ကလည်း pressure တွေပိုဝင်လာပြီးတော့ကွင်းထဲမှာဆိုလို့ရှိရင်လုံပြကန်ပြခြင်းစိတ်တွေပိုများတဲ့အတွက်ကြောင့်ပိုလောတယ်ဂိုးတွေကပိုမရဘူးအတင်းနဲ့ပိုပြီးတော့ဝေးကွာသွားပြီးတော့ဘလို့မှမပူပေါင်းပြီးတော့မစည်းမျောနိုင်တော့ဘူးပေါ့နော်အဲ့လိုအနေအထားမျိုးတွေဖြစ်လာတာကတော့ဒါနီးပြအာနက်စလော့လည်းအများကြီးလုပ်ဖို့လိုတယ်လို့အတင်းကလုံးဝ balancing ပြိုကွဲသွားရေပေါ့နော်စီလုံးမှုပြိုကွဲသွားတဲ့အနေအထားမှာဘလို့မျိုးပြန်လုပ်မလဲဒါတော်တော်လေးစိတ်ဝင်စားဖို့ ောင်းလာတဲ့အနေအထားတစ်ခုမှာရှိရပါတော့။လက်ရှိချန်ပီယံအသင်းသင်းအနေနဲ့အလောက်ထိဆိုးရွားဖြစ်သွားတာကတော့ရှီဗီတာအထိုင်တွေကိုလုံးဝဆွဲထုတ်လိုက်ပြီးတော့အသစ်ပြန်ဖွဲ့စည်းလိုက်တာကတော့အများကြီးဆိုင်နေမှာလို့ကျွန်တော်ကထင်တယ်။လူချင်းမင်းတို့ကလီဗာပူးဘယ်လိုမျိုးပြန်ပြီးတော့လှုပ်လို့ရှိရင်အဆင်ပြေလာမယ်လို့ထင်တယ်။ ဒီနေ့ဘယ်လိုမျိုးအခြေအနေမျိုးတော့ပြန်လာနိုင်မလို့ထင်လဲပေါ့နော်မိမိထင်မျိုးစကြယ်တွေတော့အောက်က comment မှာဝင်ပြီးတော့မန်ငယ်ပြလို့ရပါတယ်ကျွန်တော်ရဲ့ဒီ video quality ကောင်းလေးနဲ့ကြည့်ကြတယ်ဆိုလို့ရှိရင်ကျွန်တော် YouTube မှာလည်းထည့်ထားပေးပါတယ်ပြီးတော့ကျွန်တော်ရဲ့ဒီ channel လေးကိုကြည့်ရတယ်ဆိုလို့ရှိရင်လည်း like and subscribe follow နေပြီးကိုညီကြလို့ရပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်နေဆုံးနေကြတာပါ